ဒီနေ့ကတော့တချိန်ကားဆိုရန်ကုန်မှာဝဝကွဲအစီကားဆုံးနေရာတွေကမှတနေရာဖြစ်တဲ့ဘိုးကျုံစည်းရဲကနှစ်ချို့တက်တန်းရှိမုတ်ဆိုင်လေးတွေမှာအလွမ်းပြေမုတ်ပတ်စားခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ like ခဲ့ပေးပါဦးနော်။ကဲကျွန်တော်ဒီနေ့ကတော့ဖယောင်းနေရာလဲဆိုတော့ဘိုးကျုံစည်းရဲမှာရှိရဲနှစ်တက်တန်းကြာဖြစ်တဲ့မုတ်ဆိုင်လေးကျွန်တော်ဖတ်စားမှာပါနော်။ဘိုးကျုံစည်းမှာကြာတခါမှလည်းမစားပြဘူးပေါ့နော်။အဲ့တော့ကျွန်တော်ဒီနေ့ကဘိုးကျုံစည်းရဲခေါ်ရမယ်။အဲ့တော့ကျွန်တော်ဒါစာကောင်းတဲ့ဆိုင်လေး like ညှိုးပေးပါဦး။ like နော်။တော်ပါလား။ဒါကျွန်တော်တို့အာ ဘူဂျုံစီတဲ့ကိုကားဝင်ပေါက်လမ်းပေါ့နော်ဒီလမ်းတက်တက်လာပြီးတော့ညာဘက်ချိုးလိုက်ရောက်ပါတယ်ဒီထဲမှာရှိရပေါ့နော်စားတော့ရောင်းရအောင်ကျွန်တော်ရင်သုံးစားမှာကြောက်ဥကျွတ်ပေါ့နော်ဒီဥကျွတ်ကြောက်နာမည်လေးကြည့်ရဘူဂျုံစီမှာသူမသိလို့မရှိပေါ့နော်ပို့มาပါကတော့ကျွန်တော်တို့ဘဲပေါင်းစီချက်ကတော့နာမည်ကြီးရနော်ဘဲပေါင်းစီချက်တမ်းမရရဘူးဘဲဆိုဘဲတို့တမ်းမရစီဘူးရေပြားပါမယ်စီချက်ကရောချက်ပေါင်းနဲ့ရမယ်အခောက်သားနဲ့ရမယ်အခောက်သားနဲ့ပေးပါလား1050ဆိုတော့ဟုတ် 90နှစ်90ကျော်ပြီနော်အဲအဖိုးဟိုဟာ40ဟဲ့ပေါ့တက်40လောက်ပါဖွင့်တဲ့ဟာဟောဟုတ်ကဲ့ခင်ဗျာဒါကတော့ကျွန်တော်အဖေတက်တက်ပဲဩဟုတ်ကဲ့ပါခင်ဗျာအဲနှစ်95နှစ်တက်တန်းရှိပါနော်ဦးကျွရဲ့အခောက်ကင်စီချက်ရဲ့ဒီဘက်ကအာဘဲသားစုံတော့ပေါ့နော်အဲ့ဒါလေးရဲ့ကျွန်တော်ဒီမှာဘဲကောင်းတော့လေးကျွန်တော်မှာထားပါတယ်ဒါလေးကတော့ဒီဆိုင်မှာလူစားများရဲ့ဟာလေးပေါ့နော်ဘဲပေါင်းစီချက်ကတော့မရလို့မစားတော့ပေါ့နော်အဲ့တော့ကျွန်တော်ဒါဘဲကောင်းတော့လေးကျွန်တော်စားပါမယ်ပွားနေပြီးကော်ရီလေးလောင်းချပေးထားပါနော် မြို့တိတိထဲသားမယ်ဒီဘဲကောင်းနဲ့အစီနှစ်ပြထွက်ညာပါနော်ကတုံကြော်လေးဖြူပေးထားတဲ့ခါကျအနံမှုမွေးလေးနဲ့ဟိုမှာတော့ဘဲကောင်းကလည်းလူဥညာပဲပေါ့နော်။အာသတ်ဆောင်ကြပါအောင်ဗျာ။ စီချမ်းနဲ့မှုမှုခေါက်ဆက်သားအီအီနဲ့လေဝခောက်တွေကြောင့်အပေါ်ရင်ကျွတ်ကျွတ်ထွတ်ထွတ်ထွတ်လို့နေနေဒါဘဲဆောင်တော့လို့ပေါ့နော် ။ဘူဂျုံသေးရောက်ပြီဆိုရင်တော့ဦးကျူးဆန်ရကြတော့လူကြိုက်လဲများတယ်လို့မသိလွယ်မရှိဘူးပေါ့နော်။ဒါခမင်းစားချိန်ကျရင်တော့လူနည်းနည်းကြပါရဲ့မှာကြလေ။ကျွန်တော်ဒါဘူဂျုံသေးရောက်ပြီဆိုရင်အခုကအရှိစီယုံနဲ့ဒီယုံကြားရမှာရှိရဲ့မူလာလက်ဟောင်းတူတူအတုတ်ဆိုင်မှာလာစားပေါ့နော်။ဒီမှာအတုတ်ဆုံရတယ်ပြောဒီမှာ။ပစုံခွက်ကြော်ရဲဆိုရှယ်ပဲ။ဒီလိုတောင်းလို့ရလို့ပုံထားပါပေါ့နော်။ပြောမှကျွန်တော် ပါလေတင်မိုတီတုတ်လေးလဲစောင်းပါပြီးတော့အဆုံတုတ်လဲစောင်းပါပေါ့နော်ချင်းဆက်ဆက်လေးကျွန်တော်တင်မိုတီတုတ်လေးတပွဲမှာကြီးဟုတ်နောက်ပြီးတော့ကျွန်တော်အဆုံတုတ်တပွဲပြီးတော့ဒီပဇုံခွက်ကြော်တုတ်တပွဲချင်းကန်ဆက်အကုန်အငန်းတော့နည်းနည်းလျှော်ပေးပါမယ်နော်ဟုတ်ကျွန်တော်ဒါအတူတူအတုံးဆုံးမှာ special ကျွန်တော်ဆွဲမှာပေါ့နော်တော့ချင်းဆက်ဆက်လေးစားချင်းကန်ဆွဲမှာတင်မိုတီတောင်းလေးရောဒီမှာကြာဆိုင်ဟင်းကားလေးရောဒီဘက်မှာကြောက်ပဇုံခွက်ကြော်တုတ်ပြီးတော့ဒီဘက်ကအဆုံတုတ်ပေါ့နော်အဆုံတုတ်ဆိုတော့ငါဖေးကြီး share ပဲ share ပေးထားပါကြောက်ကဲချင်းဆက်ဆက်လေးဆွဲပါမယ်ညနာနဲ့စားချင်းညာရမ်း တရှောက်ကြီးလေးပါချက်တော့တဲ့ခါကြောက်လေအချင်းဆူဆူလေးနဲ့ဟိုမှာအနှစ်ကလည်းတော်တော်ချစ်ချစ်မိမိနဲ့ဆက်ဆက်လေးမော်ဒီလေးနည်းနည်းပူကျွန်းတော့ကျွန်တော်ပူကြိုက်ရပါတော့နော်အိုးဆဲပါလိကြာစားဟင်းကားလေးရကြောက်လေကြက်သားချက်ထားတာလေးကိုတက်တက်ထည့်ပေးရပါတော့နော်ဒီရောက်ဒူးရင်းမလန်လေးပဲဖြစ်ပါလေ 妈手里不了，都都哎，到我嘴巴上来。啊，就你那里没有呀呗？再买再去就不能了。哦，塞吧皮。啊，白沙土，白沙土，什么地道？嗯。再去走走哩。哇，秋雨变天，没有呀呗？嗯，加上黑压力，哎，叽叽喳喳的那个嘛，我叫说，嗯。 တက်တက်လွလွစားလို့ရအောင်လို့ခြေသားကိုတက်တက်ထိမပြုတ်ထားပါဘောနော်အတုတ်တွေဆိုရင်မကြီးကျင်တဲ့ရောတုတ်တာမျိုးကျွန်တော်ပိုကြိုက်တယ်ပေါ့နော်။ဒါလေးကတော့ပစုံခွက်ကြောက်တုတ်လေးပါ။ ါလေဒူရင်ဒီအုံးလို့ဇာမှာနော်။အော်တင်းရင်ဒီဒူရင်ဒီပဲစားချင်နေလား။ဟုတ်ကဲ့။ဒါအုံးလို့လေနိုင်တယ်ဗျာ။ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်။ဟောတပွဲမှာ၁၀ခုပါတယ်။ခုနဟောင်းပါနော်။ဒီတင်းရင်ဒီအုံးလို့ဇာနေရကြတော့ချက်ချင်းမစားသေးဘူးဆိုတော့သူအုံးလို့နဲ့တင်းရင်ဒီလေးကိုတက်တက်ခွဲပြီးယူပါပါနော်။အင်း။တင်းရင်ဒီလောမရပဲနဲ့ဟိုမှာအုံးသူကျန်တဲ့မှုမှုလေးနဲ့အိဖန်ညာလား။ဟင်းတင်းရင်ဒီကြတော့ပြုတ်ထားပါနော်။ တော့တညာလုံးပြုတ်သွားတာဟုတ်ကဲ့ဒီနေ့အုံလုံးစမ်းလေးကကြတော့တညာလုံးပြုတ်ထားပြီးတော့မှဒီရောက်မှလက်လက်ဆက်ဆက်ချက်ချင်းထုတာပေါ့နော်စိုင်းနံပါတ်လေးကမအိတကြီးအုံလုံးစမ်းမဖြစ်ပါရဲ့อืมว่าเราจูเรียไลชีจูเรียไลชีนี่นะยาดูยาโกจုတ်ซีเนี่ยแอนตี้เซนชวยเอเลยป่ะเนาะน่ะซะได้ဖြစ်ไปดีมาก็จะไอ้โจ๊กๆรู้ตะช้าป่ะเนาะอาสาปลาปิสิรู้กวนแม่หลุดตาบา ဒီရွှေရင်းလေးတပွဲအောင်တောင်းအောင်ပေါ့နော်အောင်လို့ရမှုမှုစိမ့်စိမ့်လို့ကျွန်တော်ပို့ကြိုက်တော့အချိုလေးနည်းနည်း short ထားပါရဲ့ကျွန်တော်ဒီနေ့ကတော့ဘူဂျုံစီရဲ့မှာမုတ်ပက်စားပြသွားပဲဖြစ်ပါတယ်ဒီမှာကြာလို့နှစ်ချိုးဆိုင်လေးနဲ့တကယ်ကိုစားကောင်းတဲ့ဆိုင်လေးအများကြီးရှိပါတယ်ကျွန်တော်ပြောကျွန်တော်ဒါပဲဆုံးသတ်လိုက်ပါနောက်လည်းကျွန်တော်ဘယ်နေရာလေးပဲဆိုင်လေးခေါ်မလဲဆက်လန့်ကြည့်ပါဦးသာ